ှုတွေဖြစ်စေတယ်ဆိုတော့ဆရာတို့နှခုမထုံတဘာတရားဤတာထဲမှာတော့ဒီဒိဋ္ဌာရဲ့အဝင်လန်းပေါ့လေဒိဋ္ဌာရရတတ္တရာလန်းလို့ခင်းထားတာပေါ့အဲအဲ့ထဲမှာလည်းငါကတော့အဲကြောင်လေးတိတိလေးပေါ့ခုမြင်ကလေးလဲလို့ရောအဲကြောင်ကတိတိတသာကြီးတော့ဖြစ်သွားတယ်အဲ့ဒါ အဆောင်နေပျက်စီးတဲ့ဆင်တော့မရောက်ဘူးပါလေ။ဟုတ်တဲ့တိုင်းနေပြိုတဲ့ဆင်တော့မရောက်ဘူးပါ။ဒါပေမဲ့ကလေးကအန်ရရှိတယ်ဆိုတာသတိပေးလိုက်လို့ဖြစ်သွားတာ။ခရသုံးမိုင်နေပြီးတော့တဘာတရားဟိတာဆိုလေစကြင်ကြောင်းနဲ့ထုထားတဲ့စိုင်းပုတ်ကြီးပေါ့။အကြီးပဲအဲ့ဒါလေတင်ုံနဲ့တင်တာပေါ့။ခရင်းနဲ့တင်ရတာအဲ့ဒါလေလဲသွားတာပေါ့။ဒီကြီးကအဲ့ကြောင်ကြီးပေါ်သွားတာပေါ့လေ။ပီတရာကျော်လောက်ရှည်တာပေါ့။ ဒီအကြောင်းအကျေကတော့နှလမတော့ပဲရှိမှာပါလေအကျေကြီးတော့မဟုတ်ဘူးပေါ့ရေကြီးဟသွားတာလေအဲ့လိုနှလမသုံးလမတော့ပဲရှိပြီးရေကန်နားမှာအဲ့မှာရေကန်နှေကကျော်တော့ရှိတယ်အဲ့ဒီရေကန်နားမှာဖြစ်သွားတာပေါ့လေဆရာတို့နေပြည်တော်နေ့ကသုံးပိုင်းမှာတော့တစ်လုံးအိမ်ကြီးစောက်ထားတာဆိုတော့အောက်ကအုတ်ဖောင်ဒေးရှင်းပဲနည်းနည်းလေး စိုးရင်ရတဲ့အဆင်တော့မရောက်ပါဘူးအကြောင်းလေးတွေဖြစ်သွားတာရှိတယ်အပေါ်ဘက်ကတက်တာဆောင်နေရမဖြစ်ဘူးကွန်တိန်နာတွေသုံးတဲ့အခါကျတော့ဒီကွန်တိန်နာတွေလည်းနည်းနည်းပါလုတ်သွားတာပဲရှိမှာပေါ့နော်ပြုတ်ကြတဲ့အဆင်တွေပါရှိရှိပေါ့ကွန်တိန်နာဆိုလည်းဒါအောက်ကပြိမိအန္တရာယ်များတာပြုတ်ကြတဲ့အဆင်တော့မရောက်ဘူးနည်းနည်းပါပဲအဲထိုင်းဟိုကရောက်သွားတော့ဒီလိုအန္တရာယ်ဆိုတာကြတော့ပြောမရဘူးပေါ့နော်တကယ်လို့ အဘာပြက်တယ်လို့ဖြစ်နေတာဆူဆူဝါဝါယူဟိုလိုင်းပေါ်မှာလည်းတွေ့ရတာဆိုအရိယာ AI နဲ့ဖန်တီးထားတာမျိုးမဟုတ်ဘူးလေတကယ်ဖြစ်ရမှန်နေပေါ့တကယ်ဟိုဆူဆူဝါဖြစ်သွားတာဆိုတော့တော်တော်များတော့ဒီတဘာဘေးရနေဆိုတော့ နိုင်ငံခြားထွက်ပြေးလို့လည်းမရဘူးနိုင်ငံခြားပြေးနိုင်ငံခြားကိုရောက်နိုင်တာပေါ့အဲ့ဒီချိန်ကတော့ဆရာတော်မလေးရှားမှာရောက်မလေးရှားမှာတော့ဘာမှမသိတာဘူးပေါ့မလေးရှားမှာတော့မီးလောင်တာပဲဖြစ်တယ်ဒီမီးကလေးနဲ့တော့မဆိုင်ဘူးပေါ့လေ gas နဲ့ပတ်သက်တာမီးလောင်တာမျိုးပေါ့ထိုင်းမှာတော့အပြားခတ်သွားတော့ထိုင်းနိုင်ငံမှာတရားစွဲဖွင့်တဲ့အခါကျတော့လည်း ဒါဝင်တဲ့လူတွေတော်တော်လေးများတယ်ပေါ့နော်အလုတ်လုံနေတဲ့လူဆိုတော့လေအချိန်ကြီးအန္တရာယ်ဖြစ်နိုင်တယ်ဆိုတာမျိုးဒီကလေးကတတိပေးလိုက်တာပေါ့ဘုရားတရားတန်ခါလည်းဟောကူတရားမရှိဘူးဆိုတာကိုတသက်ပြလို့ဖြစ်သွားပါလေဆက်စကမ်းမှာဘုန်းကြီးဒီလာရှင်ဝိတ္တာရဲ့အပါဝင်ပေါ့လေယောဂီဘောင်က800 900လောက်ကိုရှိတယ်300အပေးထားတာပေါ့ တတရားကိုလည်းပို့ပြီးတော့စိတ်ဝင်စားလာကြတာပေါ့။မိ мян ကြရပါတော့။ပြီးတော့မိကုန်နေလဲကိုယ်လေးလေးမေးလာကြတာပေါ့လေ။ကိုယ်အမားတွေကိုလည်းဝေခံတာပေါ့။မားတဲ့ဆိုတာကအလူရင်သွားရင်းနဲ့ဒါလက်ဝဲယန္တနာကိုယူခဲ့တယ်။အဲပိုင်ရှင်ကတော်တော်လေးကိုမခံမရနိုင်တဲ့ဖြစ်တဲ့အခါကျတော့ အဲတွားပြီးတော့ပြန်ပေးလိုက်တယ်အဲ့ဒါမျိုးတွေအစပါဘူးဒါပွင့်လေလေကိုယ့်အဖြစ်ကိုကိုယ်ဝန်ခံတာပေါ့အဲ့ဒါတရားနဲ့ပတ်သက်လို့ဝန်ခံနိုင်တာလူလူဆိုရင်တော့ဒီလိုမပြောနိုင်ဘူးပေါ့သူများမကောင်းတာလည်းပြောမယ်လေကိုကိုမကောင်းတာဆိုရင်ဖုံးပြတာမယ်ပေါ့ဒါတရားတရားဆိုတာအဲ့ဒီလိုပဲသူများအဖြစ်ပြောတာမဟုတ်ဘူးသူများအဖြစ်ဆိုရင်တေးကြခြင်းမတေးကြမယ်လေဘယ်လိုကခိုးသွားပါလဲဆိုတော့ကိုလည်းမျက်စိနဲ့မြင်ရတာမဟုတ်ဘူးဆိုရင်မတေးကြဘူးပေါ့ကိုကိုယ်တိုင်လောက်တာတော့မှားစရာမရှိဘူးပေါ့ ီတော့ကိုယ့်ရဲ့ဒီဆွဲလန်းမှုတွေပေါ့မိဘနဲ့ဖွယ်လွန်သွားတဲ့မိဘနဲ့ပတ်သက်တာတွေပဲဖြစ်ဖြစ်မိသားစုလိုဖြစ်သွားတာပေါ့ဆရာတို့မလေးဒီနေ့ဒီဒီရအဲ့လိုခုနိုင်ငံသားတွေကိုတရားဟောတဲ့အခါမှာလည်းအဲ့လိုပွင့်လေးလေးမေးကြတာဒါတော့ လူမျိုးမတူဘူးပေါ့နိုင်ငံလည်းမတူဘူးပေါ့နော်အဲ့ဒါကြောင့်လေဖွင့်လေးလေးဟိုမဆက်မကြောက်မေးတာလည်းဖြစ်မှာပေါ့လေအခုကကျတော့မြန်မာချင်းမှာခုချင်းချင်းဆိုတာကျတော့အများဖြစ်ရပြိပြီးတော့ဖွင့်လေးလေးမရှိဘူးပေါ့နော်အဲဒီတစ်ခေါက်တရားဆန်းမှာတော့တရားကြောင်းလည်းမေးမြန်းလာကြတယ်သူတို့နားလေတာကိုမှန်မှန်မှန်လေမေးတယ်ပေါ့တော်တော်လေးကိုထူကြတဲ့တရားစခန်းဖြစ်သွားတာပါလေ ။ငိုတော့ကြတော့ဒါသူတို့ကအလုလုတဲ့လူဆိုတော့အလုသမားတွေကစိတ်ယုံတဲ့သူတွေပဲ။အချိန်မှန်သွား။ဥပါရိုင်းရှိဥပါရိုင်းရှိဘာမှအဆင်ပြေတာမပြေတာဘာမှပြောမရအောင်မပြေထွက်ပဲ။စီကံမလိုက်နိုင်ထွက်ပဲ။စိတ်ယုံလို့အလုလုကြရအောင်။ရည်တာလာဝင်တော့လေသူတို့ကအဲ့ဒီလိုစွဲနေတာလေဆက်ရုပ်ဒီလိုပဲနားထောင်ကြရရှိတာနားထောင်တရားထိုင်ကြရရှိတာတိုင်း ပြင်ပြင်ချင်းတိုင်းရင်ပြန်မယ်ဘာမှကောင်းနေလည်းမပြောဆိုးနေလည်းမပြောပါတော့ဒါဟိုစက်ရုံလွယုံဒီမှာအလုတ်လုတ်တဲ့ပုံစံလိုမျိုးပေါ့ဝင်တန်းစက်ရုံဒီလိုပဲယောဂီစက်ရုံဒီလိုမျိုးပေါ့ဒါပြီးတော့တရားထုတ်ကြတယ်ညာဒါမြန်မာနိုင်ငံထဲမှာလည်းဒီတိုင်းပေါ့အများစုပြောတာနိုင်ငံခြားရောက်တဲ့မြန်မာတွေကလည်းဒီလိုတရားပဲညာဟိုအနောက်တိုင်းရောက်သွားရင်တော့ တမျိုးဖြစ်သွားတာပေါ့နော်ပြောရဲလုပ်ရဲဟိုဝင်လေးလေးချပြရင်မီလီယံရဲတဲ့အချက်တွေဖြစ်လာတာနော်ဒီအချိန်တိုင်းမှာရှိရဆိုရင်တော့မြန်မာရဲ့ပုံစံကဒါတပုံစံနဲ့ပဲနိုင်ငံသွားပြီးတော့လှုပ်လှုပ်ကြတာလည်းပါတာပေါ့နော်ဒါသူတို့ကပြောဆိုရတယ်လှုပ်လည်းမဟုတ်ဘူးပေါ့အဲ့ဒါကြတော့ပြောလည်းမပြောကြဘူးပေါ့လှုပ်ရှားရှိတာလှုပ်မယ်ပြန်မယ်ဒီလိုပဲလှုပ်ကြတာပေါ့ ဒီခေါက်ကတော့ဒါမိသားစုမျိုးဖြစ်သွားတာတရားကိုပို့ပြီးတော့စိတ်ဝင်စားလာတယ်ကျူးကျူးဆာဆာလည်းအားထုတ်လာကြတယ်ပြီးကိုဖြစ်ချင်တာတွေကိုလည်းပို့ဝင်လင်းလင်းချပြရေးလာပြီးအများရန်ဒီလရှင်ဝစ်ချင်တယ်ဆိုလည်းဒါဝစ်ချင်တယ်ပေါ့လေနားမလည်လေနားမလည်ဘူးပေါ့အဲ့လိုပို့ဝင်လင်းလင်းကိုယ့်ရဲ့အမှန်တရားကိုချပြရေးလာတာ မြန်မာရှေ့ပြောင်းလုပ်သားတွေကထိုင်းမှာကနေငါ6တန်းလောက်ကိုရှိတာနည်းနည်းတော့တော့မဟုတ်အားလုံးကတော့တရားနဲ့ပတ်သက်လာရင်ဒီလိုပုံစံလေးများအခုဒီမှာတော့စကန်းဝင်နေယောဂီ900 300ပေါင်းပေါ့900လောက်ဆိုရင်တော့တော်တော်လေးကိုတရားတွေ့ကြုံနေမြဝေလာကြတယ်တရားကိုလည်း မင်းမြန်လာကြတယ်ပေါ့တည်ကျင်တာကြီးလဲဖွင့်လင်းလင်းပေါ့နော်အာနာမနေတော့ဘူးပေါ့အဓိကတော့မအမှန်တရားကိုမပြောရတဲ့အစွဲကိုဖြုတ်တာမမေးရမမြန်ရပေါ့ကိုကိုကိုတည်တယ်လို့လို့တတ်တယ်လို့လို့တဘောမျိုးနဲ့နေရတာကဟန်ဆောင်နေရတာမျိုးအချင်းပါနေတာပေါ့အခုကြတော့ဒါကိုဘာတည်လဲတည်တာမှန်လားဒါပွင့်လင်းလင်းမေးတာပေါ့နော်မှားလားမှားရင်လည်း မှားတယ်ပေါ့အဲ့ဒီလိုပြောရဲဆိုရဲတဲ့တတ်သိတွေရှိလာတယ်ပေါ့နိအဘိယနေရီဘောဆုံးမှာဒီတဘာဝဘိယနေရီကျတော့ဘယ်ပြေးမှန်းကိုမသိတာပေါ့နော်မြေအောင်မြေအောက်ကနေဖြစ်လာတာဆိုတော့လေမြင်မြင်ရတာလည်းမဟုတ်ဘူးအဲ့ခါကျတော့တကယ်ကိုတံဝေကရရစရာကောင်းတာပေါ့ ဆရာတို့ဘက်ကတော့တာနာပြုရတာကောင်းတာပေါ့နော်။ဒါတဘောတရားကြီးရပါ။အမအာကိုလို့မရဘူး။ဘာလို့မှအာကိုလို့မရဘူး။ကိုပြုတဲ့ဒါနာကိုစောင့်တဲ့သီလကိုကျင့်တဲ့ဘာဝနာတရားတွေပဲ။အာကိုရမယ်ဆိုတာကိုအပြည့်ထုတ်ပေးလိုက်တဲ့တဘောမျိုးဖြစ်သွားတာပေါ့လေ။အဲ့တော့အဲ့ဒီလိုဖြစ်သွားတာဘာတွေဖြစ်လာမလဲ။ဆရာတို့ဘီအန်အန်တရားတော်ဟောတယ်လေ။ အရန်စိတ်ဝင်စားတာပဲမိကုနေမိကြတာပဲအစာပိုင်းတော့ဆရာတော်ကလည်းသူတို့အကြောင်းတေးချာမသိတော့ဖြည့်တဲ့နေရာမှာသူတို့နားလေတဘောပေါအောင်တိတ်ပြီးတော့မရှင်းပြတတ်ဘူးပေါ့မြန်မာနိုင်ငံသားချင်းချင်းမြန်မာချင်းဆိုရင်တော့ခံရရလွယ်တာပေါ့လေပြည်နယ်ချင်းဆိုတော့ပညာကြီးကလည်းမတူအလောက်ကံကလည်းမတူပေါ့တို့တော့အများကြီးပုံပြီးတော့မှ ဒီတိုးတက်တယ်ပြောရမှာပေါ့အဲ့ခါကျတော့မြန်မာနိုင်ငံသားတယောက်အနေနဲ့ကနားလည်ရနည်းနည်းခက်တော့ရှင်းပြရတာကိုယ့်ဘက်ကစိတ်တိုင်းမကြအောင်ပေါ့နော်အဲဒါပေမဲ့အဲ့ဒီလောက်စိတ်ဝင်စားရတယ်ဆိုတော့ဟိုကနောက်ပိုင်းဘာတွေဖြစ်လာမလဲဆိုတာကိုတွေ့ကြုံရတာပဲလေဘာလို့ဘီအန်အန်ဆိုရင်တနင်္ဂနွေလုံးနှီးပါပေါ့တခြားယောဂီတွေကပါ ဆရာတရားစိတ်ဝင်စားလာကြတယ်တဘာတရားရိတ်တာပြလစ်ချင်းလာကြတယ်ပေါ့အဲ့လိုမျိုးဖြစ်လာတယ်လို့ပေါ့နော်အခုတရားကျတော့မြန်မာချင်းလေအဲ့တော့အကြောင်းသိပြီးသားပေါ့နော်ဆရာတော်အကြောင်းသိဖို့လည်းမခက်တယ်လို့ပေါ့ဆရာတော်ကလည်းသူတို့အကြောင်းသိဖို့မခက်ဘူးပေါ့နိုင်ငံခြားရောက်တာရောက်တာပဲရောက်တဲ့လူတွေကအများကြီးလေသူတို့ကမပြောလဲပြောတဲ့လူကပြောတာပဲအဆင်ပြေတာမပြေတာတွေကသိပြီးသားပဲပေါ့နော် အာတာချက်အာနေချက်တွေကိုသိပြီလားဆိုတော့အခုလိုရင်းနှီးသွားတယ်ပေါ့ဓမ္မဆရာတပည့်လူမျိုးပေါ့လေမိသားစုလူပေါ့ဒါလည်းနေ့စီလာများပေါ့ဈေးတာဖွင့်တာပဲ9နှစ်10နှစ်လောက်ရှိပြီခိုင်းမှာပေါ့လေတရားတော်ဟောတာလဲဆိုရင်လွန်ခဲ့တဲ့10နှစ်လောက်ကစပြီးတော့မှတရားပွဲတွေသွားဟောပြတာဆိုတော့အချိန်လဲကြာပြီး ရင်းနှီးတဲ့လူတွေများလာပြီပေါ့လေနားမလည်တဲ့လူကတော့မပတ်သက်တဲ့လူကတော့ဘယ်လာပါမလဲလာတဲ့လူတွေကလည်းကိုယ်နဲ့ပတ်သက်လို့ဆိုတဲ့သဘောမျိုးတွေလည်းပါတော့ထိတွေ့ပါများတဲ့အခါကျတော့ဆရာတော်လည်းသူတို့နားလည်ရမခက်တယ်လို့ပေါ့သူတို့ကလည်းဆရာတော်ပုံမှာဆရာတော်ဟောတဲ့တရားပုံမှာတဘာတရားဤတာပုံမှာနားလည်ရတာမခက်တော့ဘူးပေါ့လေ အဲ့ဒီလိုစပြိုးလိုက်တာကတော့နိုင်ငံသားမှရှိတဲ့မြန်မာတွေစီလုံးမှု ဖြစ်သွားဘူးပေါ့တရားနဲ့စီလုံးတာပေါ့နော်စီပွားရေးဆိုရင်တော့တယောက်တစ်ပေါက်ပဲသူကလည်းသူကြိုက်တာသူလုံးသူနဲ့ပတ်သက်တဲ့အလုပ်ယုံမှလုပ်ကိုကလည်းကိုနဲ့ပတ်သက်တဲ့နေရာမှလုပ်ပေါ့လေတရားကြတော့အဲ့ဒီလိုရွေးစရာတိတ်မရှိဘူးပေါ့မြန်မာနိုင်ငံမှာရွေးစရာနည်းနည်းများနေတယ်နိုင်ငံသားကြတော့ ေယတနာပြုတာသိပြီးအောင်မရှိရတဲ့လေဒီလိုစိတ်ဝင်စားလူများလာပြီဆိုရင်တောက်လျှောက်ကတော့တွန့်တဲ့သူများလာတော့မှာပေါ့လေတယောက်လုတ်တယ်လို့လိုက်လုတ်ကြတာပေါ့ဒါကောင်းတဲ့ဘက်ကိုလှည့်လာကြတာပေါ့ဒီကကြမ်းမှာညမာ၄၅တန်းဖြစ်သွားတယ်ဆိုတာလေတယောက်လုတ်တယ်လို့လိုက်လုတ်ကြတာ အဲ့လိုလိုက်လို့ရင်လို့ရင်းနဲ့လှုပ်တဲ့လူတွေအများကြီးဖြစ်စေပြီးတော့နားလဲနားလဲတယ်ပေါ့နောက်တစ်ခုကဆရာတော်တရားလည်းသူတို့နဲ့ကြိုက်တယ်နိမ့်စင်ဘွားထဲမှာအာထုတ်တန်အောင်အဓိကထားပြီးတော့သင်ပေးတာပေါ့ဓမ္မနုဘတနာတတိပဌံအဓိကထားတာပေါ့ချက်ချင်းတော့နားလဲဖို့မလွယ်ဘူးပေါ့လေအစာပိုင်းကတော်တော်ခက်ခဲတလားကြာလာတဲ့အခါကျတော့လွယ်ကူလာတာပေါ့ပတ်သက်ပါများရင်ပေါ့လေ ဆရာတော်တရားနဲ့တရားမှာပတ်သက်ပဲနဲ့တခြားတရားတွေနဲ့လည်းပတ်သက်ပါများလို့လောဘဒေါသမောဟနည်းလာတယ်ဆိုလဲဆရာတော်တရားကိုနားလည်မှုမခက်ခဲတော့ဖြစ်လာအောင်အဲ့တော့ဆရာတော်ရဲ့ဟောတဲ့တရားတွေနဲ့ပရိဒတ်လုပ်ငန်းတွေမှာပရိဒတ်လုပ်ငန်းကတော့သိတဲ့လူများတယ်ပေါ့လက်ခံတဲ့လူများတယ်တရားနဲ့လှုပ်လို့လဲဒီလောက်ထိလှုပ်နိုင်တာပေါ့ပရိဒတ်လှုပ်တဲ့နေရာမှာလဲတရားတဘောနဲ့လှုပ်တာပေါ့နော် အဲ့တော့ခုကျတော့ကမ္ဘောဒီးယားတို့ထိုင်းတို့တိဘက်တို့ဘူတန်တို့ပေါ့အဆက်တွေကြီးအများကြီးရလာတော့သူတို့ဘာသူတို့ဘာသာနဲ့ရှင်းပြပြီးတော့တရားဟောတဲ့တဘောမျိုးလေးတွေပေါ့အစပြုလာတာပေါ့ဘုရားကရမှာရိဒါတီထောင်တာနဲ့ပဲကိုလို့ ရေးတာတည်ထောင်တဲ့ဘုန်းကြီးကျောင်းဆောက်တဲ့နိုင်ငံတကာကဗုဒ္ဓဘာသာကြီးစုစည်းမိသွားတဲ့အခါကျတော့နိုင်ငံတကာကအာဏာပြုဖို့အဆက်အသွယ်ရရှိဖို့လွယ်ကူသွားတာပေါ့ဟိုထိုင်းမှာဆိုလဲဒါထိုင်းတက္ကရာကမတရားပါတရားထုတ်ခြင်းရတယ်ပေါ့နော် တို့မှာနီလန်သိမ့်မရှိဘူးပေါ့ဆရာလည်းသိမ့်မရှိဘူးပေါ့အဲ့တော့တို့တာနာပြုမဲ့ပုဂ္ဂိုလ်ကလည်းလိုတာအိန္ဒိယဆိုရင်တကယ်ကိုမရှိတဲ့လောက်ကို ဖြစ်တာအဲ့တော့ဘီယန်နန်ဆိုလည်းသိမ့်မရှိဘူးပေါ့သတ္တပိတ္တတိပဲရှိကြတာပေါ့အဲ့တော့တဖြည်းဖြည်းနဲ့စိတ်ဝင်စားတဲ့လူတွေနားလည်လက်ခံတဲ့လူတွေပိုများလာတာ ခုမြန်မာတွေပါလက်ခံလာတဲ့ဆိုရင်တော့သူတို့အတွက်လည်းလောက်ကန်ရတာအဆင်ပြေတာပေါ့အန်ဒီရလည်းပူပြီးတော့ကင်းပါပေါ့လေတရားအားကိုးတယ်ဆိုရင်ကျမ်းမာကြီးလည်းကုတရတာလွယ်ကူတယ်ဆိုတာမျိုးဖြစ်လာမှာသူတို့နဲ့ကိုက်ညီတဲ့တရားကို ဟိုလွယ်လွယ်ကူကူနဲ့ချက်ပြလို့ရတဲ့အနေထားဖြစ်သွားတာပေါ့လေဒါရဆရာတော်တရားနဲ့ဖြည့်ရှင်းတဲ့အလုပ်ပေါ့နော်တရားရိပ်တာဤထောင်အခက်ခဲတာကိုလည်းတရားနဲ့ရှင်းလိုက်တာရိပ်တာပေါ့ညာနဲ့ချီပြီးတော့ပေါ်ပေါက်လာတယ်ပေါ့လေ ကျမ်းမာရေးပြဿနာလဲတရားနဲ့ရှင်းတာတရားစေုံနေယူတဲ့ဒီမှာပါနေရာကောင်းဒီမှာပေါ်ပေါက်လာတာပေါ့အခုနေရာ၃မိုင်မှာလဲဒါတရားစေုံရဲ့အစစီကံလေးစပြီးတော့မှဖွင့်လက်ဖြစ်သွားပြီပေါ့လေလဲလဲပြီးတော့ကုသမှုတွေလည်းပြုလုပ်ဖြစ်လာတော့မှာအလောက်ကံပြဿနာကိုလဲတရားနဲ့ရှင်းတဲ့အခုကုလိုဈေးဆိုင်လေးတွေပေါ်လာတယ်အဲ့ဒီကနောက်တစ်စင်းဆိုရင်တော့ စိတ်ယုံလုံယုံနေပေါ့ဒါကသူနာပြုတင်တန်းလို့ပဲစိတ်ယုံလုံယုံအလုတမားတင်တန်းပေါ့ပြီးတဲ့ဘောမျိုးပေါ့ကျွမ်းကျင်တဲ့အလုတမားတွေဖြစ်လာအောင်လေ့ကျင့်ပေးတာမျိုးပေါ့အဲ့ဒါလည်း203ပိုင်းမှာစေလုံယုံ project နေရာရှိပြီးသားပေါ့ပညာရေးအတွက်လည်းရှိပြီးသားပါလေဒုက္ခရောက်တဲ့လူတွေအတွက် ကဲစေရွာနေရလဲစီစဉ်နေစေပေါ့တချို့လည်းနေနေကြတာပေါ့ထိမ့်သိမ့်မှုခက်ခဲလို့ရောင်းစားမဲ့ ဆွန့်ပြရမယ်တရိษံတွေအတွက်လဲဒါပြီးမဲ့တော့ဗောနော်ဘူပါတွေအတွက်လဲဒါတန်လေးတပါးတရားဟိတာဘူပါတွေလက်ခံတယ်စိတ်ဓမာတွေလဲဒိတာမှာလက်ခံပြီးတော့စေယောဂါတွေတွေအတွက်လဲအစင်ပြေတာဗောလေဘောင်းစုံဗောအခုလဲမြင်းကလေးနဲ့ဒုက္ခအောက်တဲ့လူတွေအများကြီးရှိကြတော့အဲ့ဒုက္ခတွေတွေအတွက်လဲကုညီပေးဖို့ဗောအဲ့လိုမျိုးတော့နေရာစီစဉ်နေတာဗော အဲ့ဒါလည်းအများဝိုင်း လူကြတာပါပဲပြင်းတယ်နေရအဓိကလူကြတာပါနော်ဆရာတော်ကတော့စီစဉ်တက်လို့ပေါ့လေစီစဉ်တက်လို့ဒီလို ကြီးကြီးမားမား